။အဲ့တော့ညာလုံးကဂုံပြူလက်ခုတ်တံများဖြင့်ချီးမြှင့်ပေးစေလိုပါလေ။ဒီလိုညာတင်ပါလေ။အော်ကိုကိုရဲ့လို့မင်္ဂလာဆောင်နေအဲ့လောက်သွားနေဘီဘီဆိုလေ့လာတယ်လို့ကိုကိုကလေ့လာမှာလို့အဲ့လိုပြောရဲကိုကဆရာပြန်လုပ်လိုက်တယ်ကိုကိုကပြန်လေ့လာမှာလို့တေချာနောက်ဆိုတေချာကြည့်နော်လို့ကိုကိုကြားရနော်လို့အဲ့ဆန်းတော့သိသွားပြီပေါ့နော်ဂျမ်းနောက်တော့ဆန်းတော့သိသွားပါပြီ သွားကြတော့တေးရဝေကြီးပေါ့နော်။သူကကြတော့ဒီအချစ်ကိုလိမ့်လဲသွားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ main ကလေးဘက်ကနေပြီးတော့အဲ့လိုပေါ့သူကနေပြီးတော့သူ့ရဲ့အမျိုးသားပေါ့။အဲသူ့ရဲ့အချစ်သူကပေါ့နော်။ဘာလဲစာသားထဲမှာပါတေလအောင်ကောင်နှိမ့်ဆက်နေရအဲ့လိုနှိမ့်ဆက်တယ်ပေါ့နော်။အဲဟိုသူကလည်းချစ်ရသားနေပေါ့။အဲ့ဒါကြောင့်သူကအဲ့လိုမျိုးဘယ်လိုပြောရမလဲ။စာသားအကြောင်းအရာလေးอ่ะပေါ့နော်။ ဟိုလုတော့မလုလောက်ဘူးထင်ပါတယ်ဒါပေမဲ့ပေါ့နော်နင့်ကိုကြက်ကြက်တတိထားငါရဲစခန်းမှာမှုဖွင့်မယ်ဆိုအကြောင်းအရာလေးဖြစ်သွားတာထင်တယ်အဲ့ဒါလေးအဲ့ဒီစာသားလေးပေါ့တယ်နော်ဟုတ်လားမမရဲစခန်းမှာတိုင်ထားမှုဖွင့်မယ်ဆိုအဲ့ဒီအတူတူကြိုက်ကြတယ်တော်နေမှာလည်းအရင်လုတော့ဟုတ်ကဲ့ပါပါဟုတ်ကဲ့အိတ်စာသားလေးကိုကိုရာရောကြိုက်စာသားလေးရလားဟိုဟိုလေးကြိုက်ပါတယ်မှာအဝေးရေးပေးထားတာဆိုဝေးရလည်းသူကလည်းလက်စိတ်ရှိရယ်ဆိုတော့အခုသူရေးပေးထားရဲ့တခြင်းလေးဆိုတော့လည်းကြိုက်ပါတယ်ကိုချစ်ကိုချစ်နေသေးတယ်ဆိုရင်ဓာရီအားလုံးကို ချစ်ခွတ်လွတ်ပေးပါမယ်။ကိုဆုံးဖြတ်ပေးပါ။အာကိုနေတိုးနဲ့ရိုက်ဖို့ကကိုကြီးနေတိုးနဲ့ကဒီသချင်းလေးရကြတော့လေအဲဘယ်လိုပြောရမလဲ။အဲဒါရိုက်တာကတော့ပြည့်ပြိုးနိုင်တဲ့ရိုက်တာပေါ့နော်။စီစဉ်ဖြစ်သွားတာအစတည်းကပေါ့နော်။ဒီကိုကြီးနေတိုးနဲ့ပထမအရှိဟိုမိုင်လီစီးရီးတွေထွက်တွန်းဆိုလဲတစ်ခါရိုက်ပြည့်ရဆိုတော့ဒီတစ်ခါအကိုင်းနေတိုးလေးနဲ့ဒီတချင်းလေးနဲ့လိုက်တယ်ဆိုပြီးတော့လူမိလိုက်ဖြစ်သွားတာပါမြမလေးရဲ့ပြန်ကြည့်ပြီးတော့ဘလူးလေးခံသွားတယ်ကိုယ့်ကိုယ်နဲ့ရိုက်ကြတယ်ပြန်ကြည့်တော့ ပြန်ကြည့်တော့ဘယ်လိုခံစားရလဲဆိုတော့အကိုမောင်နှမတွေမစုံနာကြပြီဆိုတော့စုံနာပေါ့နော်စုံတဲ့ခါမှာရိုက်တဲ့ဟာလေးကတော့ဟိုကကြိုက်ပါတယ်မလွဲတာကြတော့အဲစကားပြောတဲ့နေရာပဲစကားပြောတာကိုပါလဲကိုနဲ့ချစ်နဲ့ပါလဲပတ်သက်မှုတွေကိုအဲ့ဒါကိုကိုကစကားပြောမြန်နေရောအဲ့ဒါဒရိုက်တာပြေပြုံးနိုင်ရနေပြီပါလေဖြည်းဖြည်းပြောဖြည်းဖြည်းပြောဆိုတော့ဖြည်းဖြည်းပြောရမှာလားအခုပြောနေရ normal ပဲလေကိုနဲ့ချစ်နဲ့ပတ်သက်မှုတွေကိုအဲ့လိုပြောရမှာမဟုတ်ဘူးတဲ့ဟာမမတဲ့ဖြည်းဖြည်းပြော ခင်းရအောင်နဲ့ကိုကဘယ်လိုဖြစ်သွားလဲဆိုကိုနဲ့ချင်းနဲ့ပတ်သက်မှုတွေကိုဆက်လို့ဖြစ်တာအားလေးတခုလွဲပါဘူးကိုနဲ့ချင်းနဲ့ပတ်သက်မှုတွေကိုအဆုံးသက်ချင်နေပြီလားယင်ပထမတစ်ခေါက်ရိုက်တယ်မမရေးတဲ့စကားပြောရမြန်နေရတဲ့ကိုကလေကိုနဲ့ချင်းနဲ့ပတ်သက်မှုတွေပဲအဲ့လိုပြောလိုက်တာမဟုတ်ဘူးတဲ့အဲ့ဒါဆိုကဲအဲ့ဒါဆိုလဲဖြည်းဖြည်းပဲပြောပါမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောမိသွားတာပေါ့နော်ကိုနဲ့ချင်းနဲ့ ပတ်သက်မှုတွေကိုစကားလည်းထင်လိုက်တယ်ပန့်နေရမှာပတ်သက်ဆိုရင်ညထွက်လို့မရတော့အဲ့နေရာမရောပြန်ကြည့်ကြည့်အဲ့လိုပြင်နေခွလို့ချက်တဲ့အချိန်နာပေါ်ရာရီးတယ်ကိုကလည်းပြောတယ်ဘာဖြစ်ဘူးညီမလေးတဲ့ဟိုဘာဖြစ်ဖြစ်ပေါ့အဲ့လိုစကားမပြောဖြစ်တာကြာတော့ပေါ့နော်မရိုက်ဖြစ်တာကြာတော့အကိုလည်းအဲ့လိုဖြစ်တယ်အကိုဘာကားလဲမသိဘူးရုပ်ရှင်ကားကြီးစရိုက်တော့ဆိုလည်းအကိုလည်းအဲ့လိုပဲဖြစ်တယ်ညီမလေးကဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးတဲ့ကိုလည်းမောင်နှမလိုဖြစ်နေရဆိုတော့ပေါ့နော်တခြားအเจ้าနေအဲ့လိုပြောပေါ့နော်တခြားဒီ အဲဟိုအเจ้าကဘယ်လိုဖြစ်လဲဒီအเจ้าကဘယ်လိုဖြစ်လဲစကားပြောနေရတဲ့အချိန်ကုန်နေရဆိုတော့လေပြောဖို့ကောင်းပါတယ်ဘလောက်ကြာပြီးမှပြန်ထွက်လဲဆိုတော့တစ်နှစ်လောက်တော့ကြာမယ်ထင်တယ်နော်တစ်နှစ်လောက်တော့ကြာမယ်ကပြောတယ်လို့ကိုဝေကြီးကလည်း lesson ရှိတယ်လို့ကိုကရောပိုလိုချင်တဲ့ idea လေးမပြောဖြစ်ဘူးဒီတခါတော့မပြောဖြစ်ဘူးဒီသချင်းလေးကအဟောင်းလေးပေါ့နော်ဒီသချင်းလေးအဟောင်းလေးဒီသချင်းလေးအဟောင်းလေးကိုဝေကြီးကနေပြီးတော့ဒီသချင်းလေးနဲ့ဟိုမိုင်းနဲ့လိုက်တယ်ပေါ့နော်အဲ့ဒါဆိုဖြစ်သွားတာဟုတ်ဟုတ်ကဲ့ပါဆိုလို့ရှိရင်ကိုရဲ့ idea လေးကိုအာဟုတ်ပေါ့သိဆရာရဲ့ idea လေးပါ အငားခံပြန်ပြီးစိုးရတာအငားခံစားရတာပေါ့ကိုကတော့ပျော်ရွှင်နေပါတယ်ကျွန်တော်ဒီကဲချေပဲတက်လားဟုတ်လားမသိဘူးဒီလိုလေးတင်တာလေပြစ်တက်လားပြစ်တက်လားလားမသိဘူး PBA ဆိုပြီးဟုတ်တယ်ဟုတ်တယ်မအဲ့မှာမူးတွေကအရန်ကောင်းတယ်တော့တကယ်အသွေးပျော်တဲ့မူးကအရန်ကောင်းတယ်လေပြီးကန်ဒီအရန်ပျော်သွားတဲ့မူးအရန်ကောင်းတယ်ပြစ်တက်လာတဲ့မူးကဲချေမှာပေါ့နော်တမချုပ်တွေစားရဒီလိုပါပဲဟုတ်ကဲ့အဲ့တော့ဒါအစိုးရတွေကသူတို့ကိုယ်တိုင်ပျော်နေမယ်ပြည်သက်တွေတော့ဖေးပြီးဝိုင်းနေကြတယ်အစိုးရတိုင်းဟုတ်တယ်မတရားဘူးနော်မတရားဘူးဒီလိုက်အဲ့ထဲမှာပါတယ်ပေါ့ ပါမိွာပါမိွာကိုယ်ရင်အချက်ခံရမယ်မလားပိတ်သက်တွေတော့အသေးခွက်ခိုင်းတာနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကိုလည်းပါသွားပြီပေါ့အဲ့ဒါကိုလည်းပါသွားပြီပေါ့နော်ဒါပေမဲ့ဒီဒီတစ်ခါလေးတော့ဘယ်လိုပြောရမလဲတင်းတယ်အငှားခန်းစားရလို့ဆိုဆွမ်းတော့တော့မောင်လေးပြလို့အငှားခန်းစားပေမဲ့တကယ်ခန်းစားတယ်လို့တော့ဖြစ်ပါတယ်ဟုတ်ကိုရန်လည်းစိတ်ထက်ပြီးဆိုတော့ဘယ်လောက်ထိမုန်းဆက်ခဲ့ရလဲ မိုးတော့မချက်ပါဘူးကိုကြီးဟုတ်ဘလို့လဲဆိုယောက်ျားလေးနဲ့မိန်းကလေးကပြောင်းပြန်ဖြစ်နေလေဒီတချင်းရကြတော့ကိုကအဓိကတော့ဘယ်ဟာပဲလှုပ်လှုပ်ပေါ့နော်ဘယ်လှုပ်မဆိုမူကတော့ထည့်ရမယ်မောင်လေးအဲဘယ်ဟာပဲဖြစ်ဖြစ်ရိုက်တာပဲဖြစ်ဖြစ်ဆိုတာပဲဖြစ်ဖြစ်ပေါ့နော်မူကတော့ထည့်ရမယ်လို့ထင်ပါတယ်အဓိကမူပေါ့နော်မလေးတာ စ်တဲ့အကူနဲ့လည်းဒါဆင်ပေါ်မှာဟိုမင်္ဂလာသရိုးသမီးကိုပန်းစီဟုတ်ကဲ့ပါမောင်လေးဆွတ်တဲ့နေရာလေးမင်္ဂလာပန်းစီမဆွတ်ဘူးမောင်လေးအော်အပန်းစီဆွတ်တာပန်းကုံဆွတ်တာကိုပြောတာအော်ဒါအော်နှကုံးကဟုတ်ကဲ့မောင်လေးဟုတ်ကိုကိုကြီးအာဘလို့လဲဆိုလို့ရှင်နှကုံးဆွတ်တာကကြတော့မှန်တယ်နှကုံးဆိုပြီးချက်ချင်းပြန်ပေးရမှာပေါ့နော်ချက်ချင်းပြန်ပေးရမှာကိုကြီးက ်ဟိုလေးပါလေအကုန်လုံးပေါ့နော်ဒီလိုစွပြေးချင်မှာမင်္ဂလာလက်ခုပ်များပေါ့နော်ချီးမြှင့်ပေးကြပါချီးကျူးထောပနာပြုပေးကြပါဆိုချင်မှာသူသူကပါရောင်ပြီးတော့လက်ခုပ်တီးပြီးတော့အဲ့မှာစကားပြောတယ်ပါကိုကိုရေဒီဖက်ပေးရအောင်ပဲလေကိုကိုရေဒီဖက်အေးအောင်ပဲလေအဲ့ဒါလေးကပါသွားတယ်ပါသွားမယ်အတန်တော့မကြောက်ဘူးလေဟိုလေးပါလေရုပ်ထဲမှာပဲသူကမပေးမနဲ့ဟဲ့ရက်ဒီနေတော့ အမေတကယ်ဆိုဆွတ်ပြီးပြီဆိုတာနဲ့ဆွတ်တာမှန်တယ်ကိုကြီးဆွတ်တာနှစ်ကောင်းလုံးဆွတ်ပြီးတော့မှနှကောင်းလေးကိုပြန်ယူပြီးတော့မှရော့ဆိုတော့အဲအမျိုးသမီးပေါ့နော်သူ့ရဲ့အမျိုးသမီးကိုပေးပေးပြီးတော့မှအမျိုးသမီးကလည်းသူတို့သမီးပြန်ဆွတ်ပေါ့နော်လို့ဖြစ်ရမှာအကိုကြီးအားတာမပေးဘူးလားရက်ပြီးတော့လက်ခုပ်သီးနေသေးတယ်အကြာကြီးပဲဟုတ်ပြန်လေတော့အဲ့ဒါကိုကြီးကအဲ့ဒါကိုကြီးကပြန်ပြီးတောင်းလိုက်ရအောင်ဆိုဟဲ့ဟုတ်တယ်ကိုကြီးဒီဘက်လေးလေအဲအဲ့ဒီဟာလေးကလည်းပတ်သွားတော့ဒီဒီဘက်ဆိုအခမ်းနာမှုကပြန်ပြောတော့မှဩဩအေးဟုတ်လားဆိုရယ်ပြန်ပတ်ချွတ်ပြီးရယ်အဲ့လိုမျိုးတော်လည်းပထမဦးဆုံးဖြစ်လို့ပါနောက်ဟာကြီးဆိုလို့ရှင်တော့အဆင်ပြေသွားမှာပါနော် ပထမဦးဆုံးပထမဦးဆုံးမမရဲ့ဘယ်ရောက်ကြဒီတယောက်ပဲယူပါသေးရလေပထမဦးဆုံးဟောဟုတ်တယ်မဟုတ်တယ်တယောက်သားခွေမိကြလဲဆိုတော့ခွေတော့မခွေပါဘူးခွေတော့ခွေကိုကိုလို့ဘာလို့လက်ခုပ်သီးနေလဲဟုတ်ဘူးလေတဲ့ဘေဘီရဲ့ဒီတိုင်းမဲ့လေတဲ့ကိုကိုလည်းမသိဘူးလေတဲ့ဆုတ်ပြီးပြီဆိုတော့ ਨੇ ဩကိုကိုရဲ့လို့ င်္ဂလာဆောင်လေးအဲ့လောက်တော့နာဘီဘီဆိုလေးလာတယ်လို့ကိုကိုကလေးလာမှာလို့အဲ့လိုပြောရဲကိုကဆရာပြန်လှုပ်လိုက်တယ်ကိုကိုကပြန်လေးလာမှာလို့ဒီချာနောက်ဆိုဒီချာကြည့်နော်လို့ကိုကိုကြားရနော်လို့အဲကျန်နောက်တော့ဆင်းနေသိပါပါပထမတော့ကကြအမကလေဘလော့တစ်ခုတဲတင်လိုက်တယ်အဲ့ဒီပန်းကုန်းဆွတ်တော့အဲ့ဒီနေရာလွဲနေရောအဲ့ရှက်ဆရာကြီးလုံကအဲ့ဒီနေရာကိုဖျက်ပလိုက်မယ်ဆိုရယ်ကပ်ကပ်နဲ့ဖျက်ထားပြန်နောက်ပြန်မှပြန်ကြည့်ပြီးတော့မှကျင်းရင်ကျင်းမှရည်ကျင်းလာတာခွက်ထိုးခွက်လက်နေရည်ရကိုကိုတိုင်းရည်ရအစတော့ကကြတော့ကိုကဩဒီနေရာတမျိုးဖြစ်နေရယ်ပေါ့နော်အဲ့ဒါကို ဖြတ်လိုက်တယ်ပထမတစ်ခေါက်တင်ထားသေးရယ်တင်ထားပြီးတော့မှဘာရယ်မဟုတ်ဘူးအော်လို့ဒါကိုကြည့်လိုက်အောင်ပဲဘာလဲမသိဘူးပေါ့တော့ကြည့်လိုက်တော့မှရီယာရီယာရီယာအဲ့တော့ကိုဟဲလေးတို့လည်းပါရယ်ကားပေါ်မှာဒီမိုင်လေးဘာကြီးနေရလဲဆိုတော့ပြန်လေးတို့မှကိုကြီးဟဲလေးတို့ကမမလေးတို့အကုန်လုံးထရည်ကြအောင်เอออะไรเลยโตตินไล่มั้ยกูกูเยปังกงแลดีแฟบไปบ่าวเลยสุยอะไรนี่ตินเนาะกูมื้อจ๋าบ่าเปียวดิบ่มาบ่เปียวอีเซ่บ่ไอ้วิดีโอไฟล์นี่ตินไล่เลยอีเซ่เอ้ยตุ๊ฉิบิวอ่ะอีเลยเอ้ยอีเซ่เว้ย ဆေးမပါမြင်ဘူးသူကတော့လေအဲ့ကျမသူ့အလွယ်ကိုပို့ပြီးတတိထားမြင်တော့အလွယ်သူကကြည့်အဲ့လိုရှက်တက်တာထင်ပါတယ်အဲ့လို happy birthday သူ့ကို surprise လုပ်ပေးလို့ရှင်လေအမှန်တကယ်ဆိုလို့ရှင်အကုန်လုံးက happy birthday ဆိုရတာမသိရင်သူကမွေးနေ့ရှင်မဟုတ်သူကဗာလက်ခုပ်တီးနေလက်ခုပ်တီးရဒီလို happy birthday to you မဟုတ် to you မဟုတ် to me လေလို့အဲ့လိုမျိုးလေး အဲ့ဒါသူများတွေမြင်လိုက်တဲ့အချိန်မှာကိုယ်ကလည်းမြင်လာပြီးကုန်ရတဲ့ပုံကပီတိရောရှိလဲပီတိရလားအာပီတိရတော့အရန်ပေါ့နော်ပျော်ရွှင်ပါတယ်ပြီးတော့လည်းအဲ့မှာကြတော့လေကိုကကြတော့ဒီသတို့သားနဲ့သတို့သမီးလေးကိုပေါ့နော်အခုအခုလိုမျိုးပန်းကုန်းစွခွင့်ရတဲ့အတွက်ပေါ့နော် ကိုတွေလည်းအဲဟိုပျော်ရွှင်မိပါတယ်နောက်အလွဲလေးလည်းရှိရောအဲ့အလွဲလေးတွေကလည်းဘာဖြစ်ဖြစ်ကိုကြီးမျိုးကြောရှိရတယ်ပေါ့နော်အဲ့ဒါလေးပုံမှာလည်းဟိုပါပေါ့နော်ပြိတ္တတွေကလည်းလွဲတဲ့ဟာလေးကိုပေါ့နော်ရှိကြတယ်သဘောကျကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မောင်လေးရဲ့ အဲ့တော့ညနေတော့ဂုံပြုလက်ခုပ်တံများဖြင့်ချီးမြှင့်ပေးစေလိုပါတယ်အနေအေးတာနော်အနေအေးတာသူ့ဘာသာသူပဲဟိုဟာဖြစ်တာဘယ်လိုပြောမလဲသူလွဲတာလားဆိုတော့အေးပေါ်လွဲတာပဲပေါ့နောက်ပိုင်းပွဲလေးတွေဟုတ်ကဲ့ဂုံယူစွာနဲ့ဂုံယူစွာနဲ့တက်မှာပါမမဟုတ်ကဲ့ပါမမအကျန်အခုလည်းတရားသိနေမှာပေါ့မလွဲဘူးဒီတခါတော့မလွဲတော့ဘူးပေါ့မမ ဟုတ်လည်းသိပါပြီပြောပြလိုက်လည်းသိပါပြီလက်ခုမတီးနဲ့နော်လို့ဒီတိုင်းပဲနောက်တစ်ခါဆိုကိုကိုရဲလို့ဆူပီဇာနဲ့ဘေဘီကိုပြန်ပေးတကုံးလေးကိုတတို့သားစီယာပြန်ယူပြန်ယူဘေဘီကိုပေးလိုက်လို့လက်ခုကိုရက်တီးမနေနဲ့လို့အဲ့လိုပဲပြောလိုက်မှာပေါ့။ तू ကလေအဲ့ဒါလေလေ तू မှပျော်ရွှင်မှုလည်းမရှိဘူးခံစားမှုလည်းမရှိဘူး။အော်အေးဘေဘီကိုကကိုသိရလေအဲ့လိုအယံအယံဟွာဖြစ်တာကိုကြီးကလေအနေလဲအေးတယ်။အဲတီငိမ့်သူကိုမျိုးကြော်ပေါ့ तू ကအဲ့လိုပဲ तू ကပျော်ရွှင်မှုလည်းမရှိဘူးဝမ်းနည်းမှုလည်းမရှိဘူးအဲ့လိုပဲ ကိုကိုလို့အာအာအဘေးသိရဲလို့နေနေနဲ့ပျော်ရပါတယ်အကိုကြီးနဲ့ကြောက်လဲအဲ့လိုပဲခုခုဆိုလို့ရှိရင်ကိုကြီးကအဲ့လိုမျိုး तू तू စိတ်ဆိုးရင်တော့ဟွာဖြစ်ရတယ် तू စိတ်မဆိုးတဲ့ချိန်လေးကတော့ तू သူ့ကိုပြန်ပြောကိုကိုကဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုကပြောလို့ရ तू စိတ်ဆိုးရင်တော့ဆက်ပြီးတော့ကိုကစကားဆက်ပြီးမပြောရတော့ဘူး ဟိုငိမ့်နေလိုက်တယ်ငိမ့်မသိကြအောင်ဆောင်းတယ်လှက်ထွက်သွားလိုက်တယ်အဲ့လိုလိုက်ဖြတ်တဲ့အတွဲလေးအငိမ့်နဲ့အလှုပ်ပေါ့လှုပ်နေဟုတ်ကဲ့ပါအားပေးကြတာပေါ့နော်ဘာဖြစ်ကိုကြီးမျိုးကြော်ကိုလည်းချစ်ပေးကြရဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီညကနေပြောချင်ပါတယ်ညီမလေးရဲ့